ဒုတိယဆင့်နဲ့ပတ်သက်ပြီးတော့ဝီထိပိုင်းရယ်ဝီထိမုတ်ပိုင်းရယ်ရုပ်ပိုင်းရယ်ပေါ့နော်ဒီ၃ပိုင်းလုံးပါဆိုလို့ချင်းပြီးခဲ့တဲ့နှစ်တုန်းကလည်းပဲ post ကဆရာတော်ကဒီ၃ပိုင်းလုံးကမေကွန်း7ဘုတ်လုံးကိုကောင်းကောင်းမွန်မွန်ပေါ့နော်ဒီအတိတ်ပဲလေးနဲ့အကြောင်းပြချက်လေးနဲ့အပုံမျိုးလေးတွေမုံမှမေးနေကြပုံမျိုးတွေကိုမမေးသွားပဲနဲ့7ဘုတ်နီးပါးလုံးကိုသူကလှည့်ပတ်ပြီးတော့မေးသွားတယ်အဲဒါစောရက်ကတွေလည်းမေးသွားတဲ့အတွက်ကြောင့်မို့လို့ဒါတော်တော်ကြီးကိုဒုတိယဆင့်ကခံလိုက်ရတာပေါ့နော်ဒုတိယဆင့်ကမဖြစ်နိုင်တဲ့လူတော်တော်များတယ် အဲဒါကြောင့်မို့လို့ဒါဒုတိယအဆင့်ကိုဒီမှတ်စုထုတ်တဲ့အခါမှာလုံးဝအကွက်မရှိအောင်လို့ပေါ့နော်ပြည့်ပြည့်စုံစုံဖြစ်အောင်လို့မြန်မာပြန်တဲ့ကနေပြီးတော့ဒါဒေချာဖတ်ပြီးတော့မှထည့်ထားပေးတာဖြစ်တယ်ပေါ့နော်ဒါကြောင့်မို့လို့တချို့ ်တချို့မဟုတ်ပါဘူးအများစုစာအများစာတော်တော်များများဟာဆိုလို့ရှိရင်ဒါဓမ္မပြူဟာစာအုပ်နဲ့တူမှာမဟုတ်ပါဘူးเนาะဟိုအပိုးနေတာတွေရှိပါလိမ့်မယ်เนาะအများကြီးအများကြီးဆရာမကြီးရဲ့စာအုပ်ထဲမှာမပါတဲ့စာကြောင်းတွေဟိုဟာတွေခေါင်းစဉ်တွေကိုအများကြီးအများကြီးထည့်ထားပေးတာဖြစ်တဲ့ညာရောဒါအဓိကကျော်ရှင်းတဲ့နဲ့လည်းတိုက်ညှိပြီးတော့မှဒါအစာဖတ်လို့လွယ်ကူအောင်လို့ပြုပြင်ရေးသားပြီးတော့ထည့်ထားတာရှိတယ်เนาะနောက်ပြီးတော့သူ့ရဲ့ မလို့ဟိုဟာစာရီမကြံခဲ့အောင်လို့ပေါ့နော်ပြပြဆုံးဆုံးဖြစ်အောင်ဒီဒုတိယအဆင့်ကတော့ဒါအဆင့်၃ခုထဲမှာဆိုလို့ချင်းဒုတိယအဆင့်ကဒါအားစိုက်ထုတ်ရတာပို့ပြီးတော့ခက်တယ်နော်စာရေးဖို့အတွက်ကိုလည်းအထိပယ်တွေကိုနားလဲအောင်ဒီကကြုံမြပါပြန်ကိုအချိန်ချင်းအထက်ထက်ဖတ်ရတယ်ထက်ကထက်ကဖတ်ရတယ်နားလဲပြီးတဲ့အခါမှာဆိုလို့ချင်းဒါစာလုတ်ဖို့အတွက်အဆင့်တွေပေါ့နော်ဘယ်ပုတ်ပြီးရင်ဘယ်ပုတ်လာမယ်ဆိုတဲ့အဆင့်တွေကိုလည်းဒါစီစဉ်ရတယ်ပြီးတော့ရင်နောက်တစ်ခုကကြတော့ဘလို့ကောင်းစင်တွေတက်ရမလဲပေါ့ဒါမျိုးလေးတွေနဲ့ကိုဟောက်ကိုဖန်တီးရတယ် ဒုတိယအဆင့်ကိုတော့ဒါ level 3ဆင့်နည်းနေမှာဆိုရင်ဒုတိယအဆင့်ဒီအားစိုက်ထုံမှုအများဆုံးအနေနဲ့လှူထားပေးပါတယ်။ကျန်တဲ့အဆင့်တတိယအဆင့်ကတော့တည်ပြီးတော့ခက်လွယ်တယ်။တတိယအဆင့်ကလွယ်တယ်။ပထမအဆင့်ကလည်းလွယ်ပါတယ်။တည်ပြီးတော့အားစိုက်ထုံပြရမလိုဘူးပေါ့နော်။ဒုတိယအဆင့်တည်းစာရင်ဒုတိယအဆင့်ကတော့တော်တော်ကြီးကိုကျွန်တော်စူးစမ်းပန်းစားလှူထားပေးတာဖြစ်တယ်။ဒါကြောင့်မို့လို့ဟိုနည်းနည်းခက်လက်ခက်တဲ့ဟာတွေပါခဲ့လို့ရှိရင်လည်းဒါဗဟုသုတအနေနဲ့မှတ်ပြီးတော့ယူပါပေါ့နော်။ မမေးဘဲနဲ့ဘာလို့လျှောက်ထည့်ထားတာလဲလို့အဲ့လိုမျိုးလည်းမပြောပါနဲ့ဒါတွေကတိတိရမယ်နောက်ပြီးတော့မြန်မာပြန်စာအုပ်ထဲမှာလည်းပါတယ်ဒါကြောင့်မို့လို့ဒါရေးထားတာဖြစ်တယ်ပေါ့နော်ရပြီဒါကြောင့်မို့လို့ဒီဒုတိယဆင်ကတော့တမားတစားဆရာတွေရဲ့ပို့ချခြင်းနဲ့သွားပြီးတော့နားထောင်မယ်ဆိုလို့ကြည်ရင်တော့အခက်အခဲတွေတွေ့လိမ့်မယ်ဘာလို့ဆိုတော့ဒီစာစာတွေတူးမမတူတာလေနော်